မုံရွာမြို့နယ်တာစီအကျဉ်ထောင်ဝင်နဲ့ရဲစခန်းတို့ကိုတိုက်ခိုက်မှုတွင်ရဲသုံးဦးတေဆုံးပြီးငန်းစုံတွင်လည်းစစ်ကြေးကောက်နေသောစစ်တပ်ကိုတိုက်ခိုက်မှုကြောင့်စစ်သားသုံးဦးတေဆုံးကြောင်းသိရပါတယ်။မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့တာစီမြောက်တောက်တွင်ပြည်သူများကိုစစ်ကြေးကောက်နေသောအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သားသုံးဦးတေဆုံးကြောင်း Special Task Force ငန်းစုံမှတာဝန်ရှိသူတူကပြောပါတယ်။အော်တိုဘာလ10ရက်နေ့ညနေ4:00အချိန်က ငန်းစုံမြို့နယ်မြို့သားဈေးမြောက်တောင်တွင်ပြည်သူများနဲ့ခရီးသွားကားများကိုစက်ကြီးကောက်နေသောအကြမ်းဖက်စစ်တပ်ကို SDF ငန်းစုံအဖွဲ့ကတွားရောက်တိုက်ခဲ့ကြောင်းသိရှိရပါတယ်။မြို့သားစခန်းကနေမြို့သားဈေးတောင်ကို လာပြီးစက်ကြီးကောက်တာစစ်ခွေးဆရာဝန်ကျင်လာတာပါ။တိုက်ခိုက်တဲ့အချိန်တုန်းကနှစ်ဦးသေတယ်။နှစ်ဦးအပြင်းထန်ဒဏ်ရာရရှိတယ်။နောက်ထပ်သတင်းရတော့စစ်ခွေးတယောက်ထပ်သေတယ်လို့ကြားရတယ်။စုစုပေါင်း၃ယောက်သေတယ်။နှစ်ဦးကတော့အပြင်းထန်ထိခိုက်ဒဏ်ရာရတယ်။ တော်လိုင်းရဲဘော်တွေအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု Special Task Force နန်းစုံမှတာဝန်ရှိသူတူကပြောပါတယ်။အလားတူစကိုင်းတိုင်းမုံရွာမြို့နယ်တာစီကျေးရွာအနောက်ဖက်ရှိအချမ်းဖက်စစ်တပ်၏တောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်မှုတွင်ရဲသုံးဦးသေဆုံးခဲ့ကြောင်းဗမာတပ်တော် Burma Army ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ6ရက်နေ့ညနေ9:00နာရီအချိန်မုံရွာမြို့နယ်တာစီကျေးရွာအနောက်ဖက်ရှိအချမ်းဖက်စစ်တပ်၏တောင်ကြီးကွင်းနဲ့ ရဲစခန်းတို့ကိုဗမာတပ်တော်ဗမာအာရမီအမှတ်နှစ် COC ကိုကဲရေယုံကိုကဲမှုအောက်ရှိအမှတ်905တပ်ရင်းနဲ့မဟာမိတ်ပူးပေါင်းတပ်များကတွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ချိန်45မိနစ်အတွင်း60မမများဖြင့်အချမ်းပစစ်တပ်ဗန်ကားများကိုအနိကပစ်ခတ်တိုက်ခဲ့ကြောင်းအပြန်လာပစ်ခတ်တိုက်ခဲ့ပြီးအဆိုပါတိုက်ပွဲတွင်တော်နိုင်ပူးပေါင်းတပ်များဖက်မှအထိခိုက်မရှိကြောင်းအချမ်းပစစ်တပ်ဘက်မှရဲသုံးဦးတေဆုံးပြီးအပြင်ထောင်ချီကွင်းအတွင်း ပစ္စည်းရဲ့အဆောက်အအုံများထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်တော်ဗမာအာမေအမှတ်နှစ်စီဦးစီကကေယုံကကဲမှုအောက်ရှိအမှတ်905တရင် Hero Brother မုံရွာ Defense Force HBMY PDF Mo in Defense Force Phoenix မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု Local Truth Army ချွေဒရီကာမာမေတရင်တို့ကပူးပေါင်းတိုက်ခဲ့ကြောင်း သိရှိရပါတယ်။နေပြည်တော်မဲဆင်းမှားယွင်းမှုဝေဖန်ခဲ့တဲ့ဘူးလက်လှဆွေအဖမ်းခံရတာမရှိကြောင်းသိရပါတယ်။ နေပြည်တော်မှာမဲဆင်းတွေမှားယွင်းနေတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှဆွေဟာအဖမ်းခံရတာမရှိဘူးလို့တီးရပါတယ်။မနေ့ကဘူးလက်လှဆွေဖမ်းခံရတဲ့ဆိုတဲ့သတင်းတွေကြည်ကြဲပြတ်ပြတ်ထွက်ပေါ်လာပြီးတဲ့နောက်စစ်တပ်ကဖမ်းဆီးတယ်ဆိုတာမဟုတ်ပါနဲ့။ခေါ်ယူသူတွေပေးတာမျိုးတော့ရှိကောင်းရှိနိုင်တယ်လို့ကြံ့ခိုင်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အကယ်၍ဘူးလက်လှဆွေကိုစစ်တပ်ကဖမ်းဆီးခဲ့မယ်ဆိုရင်တူဝင်ပြိုင်ဖို့စီးရင်တင်သွင်းထားတဲ့နေပြည်တော်ပေါ်ပါတိတိမြို့နယ်မှာ ကျက်ဖို့ပါတီရဲ့ပေါ်ပေါ်သတိမြုပ်နယ်ပြည်သူကိုယ်စားလှယ်လောင်းနေရာလက်လက်သွားမှာဖြစ်ပြီးအဲလိုဖြစ်သွားရင်ကျက်ဖို့ပါတီအတွက်ရောစစ်တပ်အတွက်ပါနစ်နာသွားနိုင်တယ်လို့ဆိုပါတယ်လက်တော်ဘူးလက်လှဆွေဟာနေပြည်တော်မှာပဲရှိနေပါတယ်ဘူးလက်လှဆွေဖမ်းခံရတာလားလို့ Viber Group မှာမေးမြန်းမှုအပေါ်စစ်တပ်ကဖမ်းထားတာမရှိဘူးလို့အကြမ်းဖက်ဇော်မင်းထွန်းဦးစီးတဲ့သတင်းမှပြန်ကြားရဖွဲ့နဲ့သတင်းသမားတွေစစ်လော်ဘီအမိခံသတင်းသမားတွေချိတ်ဆက်ထားတဲ့ Viber Group မှာပြန်ဖြေထားပါတယ်အောက်တိုဘာလ9ရက်နေ့မှာဘူးလက်လှဆွေက နေပြည်တော်မှာမဲဆင်းတွေမှားနေတဲ့အကြောင်းလူငွေ900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့သူတွေစည်ရင်ပါနေပြီရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုကြောင်မဲဆင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမဲဆင်းအဟောင်းကိုတုံးတယ်လို့ယူဆကြောင်မဲဆင်းများအလွန်ကွာဟနေပြီမဲဆင်းများပြန်လည်ပြုပြင်ရပင်အချိန်တစ်ပတ်သာကြာတော့ကြောင်မဲဆင်းမှားယွင်းမှုအဆင်မပြေကြောင်ဘူးလက်လှတွေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ဗမော်ကစစ်ကောင်စီတဆွဲရနေရာနှစ်ခုကို KIA ကထပ်မံသိမ်းပိုက်ကြောင်တီးရပါတယ် ကချင်းပြည်နယ်ဗမော်မြို့နယ်ကစစ်ကောင်စီတပ်နေရာနှစ်ခုကိုအောက်တိုဘာ၁ရက်နေ့မနေ့မှာကချင်းလွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်းစစ်ရေးတရင်ရင်းမြစ်တချို့ကပြောဆိုပါရယ်ဗမော်မြို့အားထက်ကတည်းအနီစစ်ကောင်စီတပ်အခြေပြုနေရာ၃နေရာကိုရှင်းလင်းသိမ်းပိုက်နိုင်တယ်လို့ကချင်းစစ်ရေးတရင်ရင်းမြစ်တူကလူမှုကွန်ရက်မှာရေးသားတာနဲ့ပတ်သက်ပြီး KIA နဲ့ဒေသစစ်တရင်ရင်းမြစ်တချို့မှာနှစ်ခုကိုသိမ်းပိုက်လာနိုင်တယ်လို့အတည်ပြုပြောကြားပါရယ် မနေ့ကနဲ့ဆို9နေရာတိမ့်နိုင်တာဟုတ်တယ်လို့ကချင်စီသတင်းရင်းမြစ်ကပြောပါဗျ။ KIA ပူးပေါင်းတပ်ဟာမနေ့ကအောက်တိုဘာ9ရက်ကဗမော်သုံးပိုင်းဘက်ကစစ်ကောင်စီနေရာ3ခုကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အောက်တိုဘာလမှာဗမော်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကဗိုလ်မှုအဆင့်ပေါင်းဝင်30ဦးကျော်တေဆုံးမှုရှိခဲ့တယ်လို့ကချင်စီသတင်းရင်းမြစ်ကပြောပါဗျ။ KIA သတင်းပြန်ကြားဌာနကဗမော်မှာတိုက်ပွဲတွေပြင်းထန်နေတာကိုသတင်းထုတ်ပြန်အသိပေးထားပါဗျ။ KIA ဟာ ဗမာမျိုးသိန်းစစ်စင်ရေးကို2024ဒီဇင်ဘာကစတင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်စခန်းတရင်ဌာနချုပ်တို့သိမ်းပိုက်ထားတာဖြစ်ပါတယ်စစ်ကောင်စီကလည်းယခုနှစ်ဩဂုတ်မှာစစ်ရင်အားတွေရေချောင်းကဖြည့်တင်ပြီးတံပြန်ထိုးစစ်ဆင်လာလို့ခရိုင်သိမ်းထားတဲ့နေရာတချို့ပြန်လည်လက်လွတ်ရတဲ့အခြေအနေမှာအပြန်အလှန်ထိုးစစ်ဆင်မှုတွေရှိနေပြီးတိုက်ပွဲတွေပြင်းထန်ကယခုဂျပန်ရတွင်စစ်ကောင်စီတပ်ကကာကင်းစခန်းတွေပြန်လည်လက်လွတ်ဆုံးရှုံးနေရတာဖြစ်ပါတယ် အာဆီယံဘုံသဘောတူညီချက်ကိုအပြည့်အဝအကောင်အထည်ဖော်ဖို့မြန်မာစစ်ကောင်ရှင်ကိုမလေးရှားကတိုက်တွန်းကြောင်းတီးရပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ရက်အထူးသဖြင့်အကြမ်းဖက်မှုတွေရဲ့စံရည်လူသားချင်းစာနာမှုအကူအညီပေးရမှုအရှိန်နှစ်တင်ရေးနဲ့မြန်မာမှသက်ဆိုင်သူအလုံးတွေ့ဆုံဆွေးနွေးရေးအပြည့်အဝအနိုင်ပယ်ရှိရှိအကောင်အထည်ဖော်ဆောင်ဖို့မလေးရှားနိုင်ငံကတိုက်တွန်းလိုက်ပါတယ်။မြန်မာစစ်ကောင်ရှင်ကဝန်ကြီးချုပ်ဦးမျိုးစောကနေနေပြည်တော်မှာတွေ့ဆုံစဉ်ယခုလိုသတင်းစကားပါခဲ့တာလို့မလေးရှားနိုင်ငံဂျိုင်းဝန်ကြီးမူဟာမက်ဟာဆန်ကပြောပါတယ်။ မြန်မာနိုင်ငံမှာမကြာမီကျင်းပမဲ့ရွေးကောက်ပွဲကိစ္စကိုလည်းဆွေးနွေးခဲ့ပါတယ်လို့၎င်းကတောက်ကြနေမှာလူမှုကွန်ရက် Facebook နဲ့ရေးသားထားခဲ့ပါတယ်မြန်မာခီးစဉ်ကို2025ခုနှစ်ဇူလိုင်လအပြင်ကျင်းပခဲ့တဲ့58ကြိမ်မြောက်အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးဆုံးဖြတ်ချက်အရတွားရောက်ခဲ့ပြီးအာဆီယံလက်ချောက်ဥပဒေဖြင့်နိုင်ငံသားရေးဝင်ကြီးအနေနဲ့လှုပ်ဆောင်ခဲ့တယ်လို့သူကဆိုပါတယ်စစ်ကော်မရှင်နိုင်ငံသားရေးဝင်ကြီးစစ်ကော်မရှင်ခေါင်းဆောင်တွေနဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့မိုဟာမက်ဟာဆန်ဟာဂျက်ဒရီနေကမြန်မာနိုင်ငံကိုတွားရောက်ခဲ့တာဖြစ်ပါတယ် ီဇင်ဘာလရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့မလေးရှားနိုင်ငံကလေ့လာစောင့်ကြည့်ရအဖွဲ့ဆေးလို့မယ်လို့စစ်ကောင်ရှင်ထင်းကျုံနိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။မုံရွာမန္တလေးလမ်းစစ်တပ်ကကင်းဘုံတွေခြောက်ထားပြီးရန်သားပစ်ခတ်မှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်။သခိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ကကင်းဘုံတွေခြောက်ထားပြီးရန်သားပစ်ခတ်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကပြောပါတယ်။ဒီကနေ့မနေ့ပိုင်းကမုံရွာမန္တလေးလမ်းပေါ်မှာစစ်ကောင်စီတပ်ကကင်းဘုံတွေနေရာအနှံ့ချထားကြောင်းနေရီကရွာအနီးမှာလည်းလမ်းပိတ်ထားပြီးရေပိုးစားရွာနာမှာတော့ ရန်တမ်းပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။မုံရမန်းလေးကဒီနေ့အခြေအနေမကောင်းဘူး။လမ်းကြောင်းရှိပုံရတယ်လို့ဒေသခံတူကပြောပါတယ်။ဒါ့အပြင်မုံရမြို့ထဲကနေလည်းမိုင်းဖြတ်တဲ့ဂျမန်ကားတွေထွက်လာကြောင်းဒေသခံတွေကပြောပါတယ်။ခီးသွားပြည်သူတွေအနေနဲ့လမ်းပိုင်းသတင်းနားဆွင့်ပြီးအန္တရာယ်ကင်းပြီးဆိုမှတော်လာအုံပြူကြဖို့ဒေသခံတွေကအကြံပြုထားပါတယ်။ယခုရပိုင်းအတွင်းစေအောင်စုကမုံရမန်းလေးခီးသွားခြင်းတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲထိန်းလို့နေလို့ခီလန်ပိုင်းကြံ့ကြာတာတွေဖြစ်ပွားနေကြောင်းခီးသွွားတွေကပြောပါတယ်စစ်ကောင်စီတပ်ဟာမုံရမန်းလေးလမ်းပေါ်မှာမကြာခဏတိုက်ခံနေရတာကြောင့်ခီးသွွားပြည်သူတွေရဲ့ကားကိုရှစ်ကနေမောင်းခိုင်းတာမိုင်းရှင်းခိုင်းတာတွေပြုလုပ်နေတယ်လို့သိရပါတယ်